British အားလုံးပဲမင်္ဂလာပါရှင် ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်လေးမျက်နှာမြို့အနီးတို့အေးအေးရဲ့ထိုးစစ်ရောင်းရှင်လာပြီးစစ်တပ်ကငဝန္တရာအစဉ်ရွှေတစ်စုရွာတွင်ခန့်စစ်ပင်စင်တွေကပြည်သူများကိုချမင်းနဲ့ဟင်းများချင်းချောက်ချက်ခံ၍ပို့ဆောင်ခိုင်းနေတယ်လို့သိရပါတယ် ARV တိုင်းလေးမျက်နှာမျိုးအနည်းတို့အေအေထိုးစစ်ကမြောက်ရှိလာနေပြီးအကျန်းပစ်စစ်တကငဝန္တရာအစင်ရွှေတိစုရွာတွင်ခက်စစ်ပြင်းစင်တွေကကြေးရွာပြည်သူများကိုချမင်းနဲ့ဟင်းများကိုစစ်တကအတင်းအကျပ်ချက်ပြီးပုတ်ဆောင်ခိုင်းနေကြောင်းဒေတာပြည်သူများကရှင်းလုပ်ခဲ့တဲ့တဲ့ဌာနချက်ပြောဆိုချာဖြစ်ပါရယ်မက်စလာစံပိုင်းမှာစတင်ကလေးမျက်နှာမျိုးတွင်အေအေနဲ့အကျန်းပစ်စစ်တက်တို့ချစ်တွေ့တိုက်ပွဲများစတင်ပြင်းထန်လာပြီးလက်ရှိအချိန်မှာလေးမျက်နှာမျိုးအနည်းထိအေအေထိုးစစ်များရောက်ရှိလာ များကြောင့်လက်ရှိတွင် အကြရစက်တက်ကငဝန္ဒရာအစင်းရှိ ရွှေတစ်စုရွာတွင်ခန့်စစ်ပြင်ဆင်နေကြောင်းချုပ်ပင်ငဝန်မြင့်အနောက်ဖက်ရှိတမိုင်းဝင်ဒုပယုံဖရာကြီးတွေနဲ့အကြံပဲစက်ကောင်စစ်တပ်သားတို့ချို့ရောက်ရှိနေပြီးတပ်ဆွဲရပြင်ဆင်နေကြောင်းအကြံပဲစက်ကောင်စစ်တပ်သားများရောက်ရှိလာတော့ကြောင်းဒုပယုံဖရာကြီးအနေရှိကျင်းရများမှပြည်သူများဟာဘေးလွတ်ရာကိုကြိုတင်ရှောင်ရှားနေကြကြောင်းသိရှိရပါသည် ထို့တို့အကြံပေးစကားစစ်တာများလာရောက်သက်ဆွဲခြင်းကြောင့်မတ်လ23ရက်နေ့ကနေစတင်ပြီးရွှေတုရွှေတစ်စုကြည်ရရဲ့နဲ့နဲ့ပိုင်းကြည်ရအုပ်ချုပ်ရေးမှူးဇော်နိုင်ရကြည်ရနေပြည်သူများကိုအလက်ကျထမင်းနဲ့ဟင်းများအတင်းအကျပ်ချက်ခံ၍စစ်သားများထံသို့ပို့ဆောင်ခံနေကြောင်းသိရှိရပါသည် ကြေးရွာလေးပြည်သူတွေကစစ်ခွေတရားစာချက်ပြီးတော့ပို့ဆောင်နေရပါတယ်ရွာလူကြီးဇော်နိုင်ဦးကလက်နက်ကန်အုပ်ချုပ်ရေးမှုပါသူ့အင်ကလည်းလက်နက်ခရံတချို့တင်စီထားရှိပါတယ်အခုဆိုရင်တော့နေစင်လက်နက်ကြီးတရီချားနေရပါတယ်တဖြည်းဖြည်းနဲ့လက်နက်ကြီးတန်းကပို့ပြီးတော့ကြဲကြဲလောင်းချားနေရပါတယ်အေးရဲ့ထိုးစစ်တက်ကမြို့နာကိုကတ်လာနေပါပြီလို့ဒေတာပီတူတို့ကပြောဆိုထားဖြစ်ပါတယ် အကြံပေးစစ်တပ်ဒီလေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားနေခဲ့တဲ့တိုက်ပွဲများ၌ထိခိုက်ဒေဆုံးမှုများပြားနေပြီးလေးရောင်နဲ့လက်နက်ကြီးများကိုသာအားထားပြီးတော့တိုက်ခတ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်